ောင်းရွှင်ခြင်းဘဝအแทကထုတ်ပြတတ်တဲ့လူတချို့ပျော်ရွှင်မှုဆိုတာကိုယ်ပေါ်မှာမူတည်တာလို့လူတတော်များများဆိုကြလေရှိပါမယ်တကယ်တမ်းကျတော့ပျော်ရွှင်ဖို့ဆိုတာကိုယ်ပေါ်မှာလည်းမူတည်နေတာမျိုးမဟုတ်ပဲကိုယ်ပါဝင်ခြင်းကလူတွေဖြစ်တဲ့မိဘညီကိုပေါင်းတာမှာ ဆွေမျိုးသားချင်းချစ်သူတငယ်ချင်းမိတ်ဆွေတွေတဲ့လို့ဖို့ကံဘက်တွေစတဲ့သူမှုဆက်ဆက်ရေးတွေအပေါ်မှာလည်းအများကြီးအကျိုးတရားမှုရှိနိုင်ပါတယ်အပူဆိုတာကိုယူမှဖြစ်တာလေကို့အပေါ်မှာလည်းမူတည်တာလေးဆိုတဲ့လက်သုံးစကားတွေကအချိန်ရဲ့နေရာတိုင်းအတွတ်တော့မှန်ကန်မှုမရှိတာတွေကိုလက်တွေ့ဘဝမှာ ပို့ပေးသေးရပါတယ်။ကျမတို့ကျွန်တော်တို့နားမှာရှေ့ရဲ့လူမှုဆက်ဆံရေးတွေကြောင့်တော့မဟုတ်လူမှုပါဝင်ပါဝင်ခြင်းကြောင့်ကျွန်တော်တို့ရဲ့ energy တွေရုံညံ့သွားတယ်လို့ခံစားရတဲ့အခါတွေရှိတယ်လို့အဲဒီလူပါဝင်ခြင်းတွေကြောင့်ပဲကျွန်တော်တို့ဘဝတိုးတက်ဖို့တောင်းနေစီတာမျိုးအဟံတားတစ်ခုလို့ဖြစ်နေတာမျိုးလည်းရှိပါတယ် ဒါကြောင့်မို့ကျွန်တော်တို့ဟာ အခုထပ်ပိုပျော်ရွှင်ပြီး ပိုအောင်မြင်တဲ့ဘဝမျိုးကိုရယူပိုင်ဆိုင်လို့ရယ်ဆိုရင်ကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာရှိနေတဲ့အစိတ်အတော့ဖြစ်စေတဲ့လူတချို့ကိုဘဘဝတဲကနေစွန့်လွတ်လိုက်ဖို့လိုပါတယ်ဘဝအแทမှာရှိနေရင်ချက်ချင်းထုတ်ပြတဲ့အစိတ်အတော့ဖြစ်စေတဲ့ top 6%ဖြစ်မှာ ရင်တွေ့ရတဲ့ရေဘူးရဲ့လက္ခဏာတွေကအောက်ပါအတိုင်းဖြစ်ပါရဲ့နံပါတ်1အပြက်သဘောစိတ်ရှိသူနံပါတ်2ဒရမာဆန်သူနံပါတ်3စွမ်းအားစုပ်ယူတဲ့တွေနံပါတ်4မနာလိုတဲ့တငယ်ချင်းနံပါတ်5ကွန်ဖော့ဆိုမှာပြောင်းမွေသူနံပါတ်6မထီမဲ့ညပြုလို့တဲ့သူနံပါတ်9အမြဲတမ်းလက်တိုင် တက်တဲ့သူတို့မဟုတ်တနာစရာကောင်းအောင်ဖန်တီးတက်တဲ့တဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုဟာကိုယ့်ရဲ့လူမှုပါဝင်ခြင်းပေါ်မှာညာစွာအအကျိုးတရားမှုရှိရမှုမဟုတ်ဘာဝမှာဘဝချင်းမှာနေရတာမပျော်တော့ဘူးလို့ခံစားရလာပြီဆိုရင်ကိုယ့်ဘဝထဲမှာ toxic personality များရှိနေပြီ လားဆိုတဲ့အချက်တွေပြန်လဲ စစ်ဆေးကြည့်ဖို့မမေ့ပါနဲ့ဒီဗီဒီယိုလေးကိုအပောင်းလေးနဲ့ထားပါများများလေး share လို့ရပါတယ်